အလင်းလှိုင်းကွန်ရက်ရဲ့တနစ်ပြည့်အမှတ်တရစကားအလင်းလှိုင်းကွန်ရက် audio book အတန်လွှင့်တင်ဆက်မှုဟာဒီကနေ့နိုဝင်ဘာလ28ရက်နေ့မှာတနစ်ပြည့်မြောက်ခဲ့ပါပြီအလင်းလှိုင်းကနေဆောင်းပါးများစရမ်းများကိုရွေးချယ်တင်ဆက်ရတဲ့အဓိကရည်ရွယ်ချက်ကိုအတန်လွှင့်တင်ဆက်မှုမတိုင်မီမိတ်ဆက်ပေးခဲ့ပူပါတယ်အဲဒါကတော့မျက်မှောက်ကာလလက်တွေ့နိုင်ငံရေးပြဿနာများဖြေရှင်းရေးအတွက် လမ်းစာရှာဖွေပေးရေးဖြစ်ပါတယ်။ပြီးဆုံးခဲ့တဲ့တနစ်တာကာလကို ပြန်လည်စောင့်ခဲ့ကြည့်မိတဲ့အခါအလင်းလိုင်းကနေပြည်သူများမိတ်ဆွေများရဲဘော်များအတွက်ဆောင်းပါပုတ်ရီ144ပုတ်မြအတန်လွှင့်တင်ဆက်ကအလုတ်ကျွေးပြုတ်ခဲ့ပါတယ်။တနစ်တာဖြတ်သန်းမှုအတွက်အလွန်ပဲအားရကျေနပ်မိပါတယ်။မျက်မှောက်ကာလဟာအဖိနှိတ်ခံလူမျိုးပေါင်းစုံပြည်သူများရဲ့ဘဝ သွေးချွေးအသက်အိုးအိမ်ဥစ္စာဒနာစည်းစိမ်များဆွတ်နှုတ်ခါခစ်သက်သမိုင်းကိုဖန်တီးနေခြင်းသမိုင်းမော်ကွန်းသစ်ကို ရေးထိုးနေခြင်းနဲ့တိုက်ဆိုင်နေပါတယ်ဒီလိုကြီးမြတ်တဲ့လုပ်ငန်းတာဝန်လှုပ်ဆောင်နေခြင်းမှာအလင်းလိုင်းအနေနဲ့အချက်လက်မှအမှန်တရားရှာဖွေရေးအတွက်လမ်းစာဖော်ပေးခွင့်ရလို့ကျေနပ်အားရမိပါတယ်အထူးသဖြင့်အလင်းလိုင်းကနေတင်ဆက်ပေးသမျှကိုဖတ်ရှုနားတော်တာဆင်ပေးကြရတဲ့ ပြည်သူများမိတ်ဆွေများနဲ့ရဲဘော်များကိုအထူးကျေးဇူးတင်မိပါတယ်။အချိန်ဒီခက်ခဲမြို့မြို့ကြားတွေကနေပြီးအလင်းလှမ်းရဲ့အချက်လက်မှန်ဖြန့်ချိရေးကိုအားပေးကူညီကြတဲ့အတွက်အလင်းလှမ်းအနေနဲ့အမှန်မင်းအားတက်ခဲ့ရပါတယ်။အလင်းလှမ်းရဲ့တနေ့တာကာလဖြတ်သန်းပြီးနောက်မျက်မှောက်နိုင်ငံရေးအခြေအနေပြည်တွင်းပြည်ပကို ကြည့်လိုက်ရင်ရှုပ်ထွေးမှုတွေအပြောင်းလဲမြန်ဆန်ခြင်းတွေကြုံတွေ့နေရတယ်။ ဒီလိုအခြေအနေအောက်မှာအပြန်အလှန်လေးစားခြင်းနဲ့ရိုင်းပင်းကူညီခြင်းတွေကိုမြင်တွေ့ခဲ့ရပေမဲ့အပြန်အလှန်ယုံကြည်မှုကင်းမဲ့လာခြင်းနဲ့တန်တရာအခိုးငွေတွေကလည်းဖုံလွှမ်းလိန်ရှက်နေတာပုံမူတွေ့ရှိနေရပြန်တယ်ဒီလိုနိုင်ငံရေးခြေအနေဟာလက်တွေမှာရောအနာဂတ်အတွက်ပါမကောင်းလာဘူးလို့ခံစားမိပါတယ်ဒါကြောင့်အလင်းလိုက်နေတဲ့မျက်မှောက်နိုင်ငံရေးခြေအနေနဲ့ကိုက်ညီမဲ့ စဉ်းစားတွေးခေါ်မျှော်မြင်စရာများကိုထပ်မံဖြည့်ဆွတ်ပြီးတင်ဆက်သွားဖို့ရည်ရွယ်ချက်ချုပ်ပေါ်ပေါက်လာပါတယ်။အလင်းလိုင်းမှထပ်မံဖြည့်ဆွတ်မဲ့ရည်ရွယ်ချက်နှစ်ချက်ရှိပါတယ်။အဲ့ဒါတွေကတော့၁လက်တွေ့ဖြစ်ရမှအမှန်တရားရှာဖွေခြင်း၂၊လူဖွဲ့စည်းဖြစ်ပေါ်တိုးပွားမှုတရားများကိုမိတ်ဆက်ပေးခြင်းဆံရဆောင်းမများကိုဆက်လက်တင်ပြပေးဖို့ရည်ရွယ်ထားပါတယ်။ အလင်းလိုင်းကွန်ရက်ရဲ့ရည်ရွယ်ချက်များဟာမြက်မောက်နိုင်ငံရေးလုပ်ငန်းများအတွင်စဉ်စားတွေးခေါ်ညွှန်ပြရေးကိစ္စများအတွက်အချက်လက်များရှာဖွေဖြန့်ချီရေးဖြစ်ပါတယ်။အချက်လက်ရရှိရေးဟာလူသားများရဲ့အသက်ရှင်ရည်တည်ရေးအတွက်မရှိမဖြစ်အရာကိစ္စများတွေကတစ်ခုဖြစ်ပါတယ်။အောက်ဆီဂျင်ရေနဲ့တင်းတင်းမြတ်တဲ့အနှွေးတက်လိုအပ်သလိုမျိုးပါပဲ။အချက်လက်ရှိခြင်းမရှိခြင်းတို့အပေါ်မူတည်ပြီး အောင်မြင်ခြင်းမအောင်မြင်ခြင်း ဖွံ့ဖြိုးခြင်းမဖွံ့ဖြိုးခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။အလင်းလိုင်းဟာပြည်သူများ မိတ်ဆွေများရဲဘော်များရဲ့လူမှုလုပ်ငန်းဆောင်ရာများကိုလှုပ်ဆောင်ရမှာလိုအပ်မဲ့အချက်လက်များကို ရှာဖွေတင်ပြပေးသွားပါမယ်။တက်ဆွမ်းသမျှလှုပ်ကြွေးပြုသွားပါမယ်။သိငယ်သောဒေါင်ကျင်းလေးတဲ့မှအလှုပ်ကြွေးပြုနေရပေမဲ့လူတို့ရဲ့လိုအပ်ချက်ကိုအလင်းလိုင်းများဖြင့် လမ်းစာလေးဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ယုံကြည်မျှော်လင့်ချက်ရှိနေပါတယ်။အလင်းလိုင်းရဲ့တနစ်မြောက်နေမှာပဲပြည်သူများမိတ်ဆွေများရဲဘော်များအားလုံးတို့တမန်စိတ်ဓာတ်ဖြင့်အခက်ခဲဖယ်ရှားအောင်ပွဲအရယူနိုင်ရပါစေကြောင်းအလင်းလိုင်းမှဆန္ဒပြုလိုက်ပါတယ်။ဂျေဇူးတင်စွာဖြင့်အလင်းလိုင်းတွင်ရဲ့28ရက်နိုဝင်ဘာ2025 Bye. Ah!